ဒီအာနာပါနကမ္မထံကို နေ့စဉ်နေ့စဉ်မှတ်နိုင်သွားပြီဆိုရင်တတနာဝိတုဒ္ဓိယတတ္တဝရိကိလေသာမှဆင်ញေခြင်းအကျိုးသောကပရိဒေဝနာတမတိတ်ကမာယဆိုရင်ရင်ငိုကြွေးခြင်းတို့မှလွတ်မြောက်ခြင်းအကျိုးညာယတအဓိကမာယအရိယမက်ကိုရခြင်းအကျိုးနိဗ္ဗာန်တသစ္စိကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်းအကျိုးမြတ်စွာဘုရားဟောထားတဲ့အကျိုးတွေမရဘူးလားရတယ်နော်ယောဂီတို့ ဲ့တော့ယောဂီတို့တခုရှင်းပြမယ်ဒီအာနာပါနကမ္မထံကို နေ့စဉ်နေ့စဉ်မှတ်နိုင်သွားပြီဆိုရင်ခန္ဓာကိုယ်ထဲမှာခိလေသာတွေဝင်နေဖြစ်တယ်ဆိုတာမရှိတော့ဘူးမရှိတော့ယောဂီတို့အလုံးလုံးမိမိတို့စိတ်ကလွတ်မြောက်လာတယ်ငြိမ်းအေးလာတယ်ချမ်းသာလာတယ်အော်ဒီလူစုလူဝေးနဲ့နေရတာငါစိတ်ဆင်းရဲတယ်ကိုယ်ဆင်းရဲတယ်ဒီလူစုလူဝေးကိုစွန့်လွတ်ပြီးတော့ငါတမတ်တဖို့ရအောင် ကျင့်မဲ့ဆိုတဲ့စိတ်တွေဟာအလိုလိုဖြစ်လာတယ်နော်ယောဂီတို့ဟုတ်လားအဲ့ဒါဘာကြောင့်ဖြစ်လဲဆိုရင်ဒီအာနာပါနကမ္မထံကိုနေ့စဉ်မှတ်တဲ့အတွက်ကြောင့်ဖြစ်တာမမှတ်ရင်ဖြစ်ပါမလားယောဂီတို့မမှတ်လို့တော့တဖောအောင်ခွာလို့မရဘူးအဲ့ပါမလားယောဂီတို့မရပါဘူးတခါကြီးတွေရပါမလားခင်ဗျာတို့နောက်တော့ပြန်ဆုံးနေလေဦး